လကြမှာမိုင်းလည်းပေါင်30ကျော်လောက်ကြာတယ်ခလေးလည်းပေါင်30ကျော်လောက်ကြာကြာသွားတယ်ပေါ့နော်မိုင်းအားကြောင့်ပိန်ရင်လဲဆိုတော့သုဘိသင်လေးကမင်္ဂလာဆောင်တော့မာလေအဲခါကျတော့မိုင်းကတသက်လုံးဝလာတဲ့ခန္ဓာကိုယ်ယူဒီတစ်ချိန်တော့ပိန်အောင်လုံးမဖြစ်တော့မယ်လို့တွေးလိုက်တာပေါ့နော်အာသူသားမင်္ဂလာမဆောင်ရင်မာကြီးကလည်းဝိတ်ချဖို့အစီအစဉ်ကိုလုပ်ဖြစ်မှာမဖြစ်ဘူးအဲ့တော့မာကြီးကကဲဝိတ်ချမယ်လို့တွေးလိုက်တဲ့အချိန်မှာအဲဇန်နီမြင့်လွင်နဲ့တွေးတော့ ဇနီးမင်းလေးမိုက်ကြီးတပီခေါ်သွားပြီမယ်ဆိုပြီးတော့ဆရာစီကိုခေါ်လာပေးတာပါ။အိုကေကဒီအရန်ဝနေရောလေလှကျွန်တော်ခေကဝိတ်ချလိုက်တာပါရှင်။ဟုတ်အင်တာနက်ပေါ်မှာကောင်မလေးတွေကိုကြည့်ရင်းနဲ့ပေါ့နော်ပိန်ကျင်တဲ့စိတ်ကပေါက်လာတာပေါ့။အကြောင်းပြင်ရင်လဲဆိုတော့စိုးပြည်သင်လေးကမင်္ဂလာဆောင်တော့မှလေအဲခါကျတော့မကြီးကတသက်လုံးဝလာတဲ့ခန္ဓာကိုယ်ကြီးဒီတစ်ချိန်တော့ပင်အောင်လုံးမဖြစ်တော့မဲလို့တွေးလိုက်တာပေါ့နော် အာသူသားမင်္ဂလာမဆောင်ရင်မကြီးကလည်းဝိတ်ချဖို့အစီအစဉ်ကိုလုပ်ဖြစ်မှာမဖြစ်ဘူး။အဲ့တော့မကြီးကကဲဝိတ်ချမယ်လို့တွေးလိုက်တဲ့အချိန်မှာအဲဇနီမြင့်လွင်နဲ့တွေ့တော့ဇနီမြင့်လွင်ကမကြီးတပိခေါ်သွားပြီမယ်ဆိုပြီးတော့ဆရာစီကိုခေါ်လာပေးတာပါ။ဟုတ်ကဲ့ပြီပါပါလား။အာခေခေလေးလည်းပါပါတယ်။အော်ခေကဒီအရန်ဝနေရောလေလှကျင်တော့ခေကဝိတ်ချလိုက်တာပါရှင်။ဟုတ်။မူတီရောဘယ်လိုလာတာ။မူတီရောလေအလုံးမျိုးအခေကဒီ online ပေါ်က ်အင်တာနက်ပေါ်မှာကောင်မလေးတွေကိုကြည့်ရင်းနဲ့ပေါ့နော်ပိန်ချင်တဲ့စိတ်ကပေါက်လာပေါ့ဘာကြီးလဲလာတာလာတယ်တိတ်ပြီးမဝင့်မရင်းနဲ့ပေါ့နော်ဘာကြီးကတအားဝနေအောင်ဟောတအားဝနေလို့ဆိုတော့စီးကန်းကိုဒါမှမဟုတ်လေပိန်မဖြစ်မယ်လေဆိုပြီးဘာဖြစ်လို့နံပါတ်1ဦးစားပေးရတော့ကျမကြီးပေါ့အဲကျမကြီးကဆိုအဲ့မအီးပိမဖြစ်မဲဆိုပြီးဆရာနဲ့တွေ့တယ်ဆရာနဲ့တွေ့တဲ့အခါမှာဆရာကလည်းမအီးရဲ့ကျန်းမာရေးနဲ့ပတ်သက်လို့မအီးမှာဘာယောဂါကြီးရှိလဲအသေးစိတ်သေးသေးချာစီစစ်တယ်ပြီးတော့မှမအီးမှာယောဂ လက္ခဏာတွေဘလို့ရှိမရှိခန္ဓာကိုယ်တွေကဘာတွေဖြစ်နေဖြစ်မနေဆိုတာကိုတည်တည်ချာချာဆေးဆက်ခိုင်းတယ်ဆေးဆက်ခိုင်းတော့ဗာကြီးတို့ကဆေးရုံမှာသွားဆေးဆက်ဆေးဆက်ပြီးတော့ဆရာဆက်ခိုင်းတဲ့အတိုင်းဆက်အဲ့ reset တွေကိုကြည့်ပြီးတော့မှဆရာကဗာကြီးကိုဘလို့ဝိတ်ချပေးရမယ်ဆိုတဲ့ plan ကိုသူကစပြီးဆွဲပေးရပါတော့အဲ့မှာဗာကြီးပြောချင်တာက မာကြီးဒီဝိတ်တက်တဲ့အခါမှာမာကြီးမှာ thyroid ရှိတယ်။ဒါပေမဲ့ဒီဝိတ်ကျတဲ့ကိစ္စတွေလွယ်ခါမှာ thyroid ရှိတဲ့လူတွေမရဘူးဆိုပြီးလူတော်တော်များများအသိကြတယ်။အမှန်တော့မဟုတ်ပါဘူး။ thyroid ကရပါတယ်။ thyroid cancer ဒါမရတာပါ။အဲ့တော့မာကြီးက thyroid cancer မဟုတ်ဘူး။ရိုး thyroid အဲ့တော့ thyroid ကိုအရင်ဆုံး balance ကြီးအောင်မကြီးတို့အရင်စူးစမ်းတယ် thyroid ကောင်းပြီဆိုမှဆရာ thyroid ကလည်း okay ပြီဆိုတော့မှပဲဒီဆေးတွေကိုစပြီးထိုးပေးတာပေါ့အဲ့မကြီးတို့တစ်ပတ်တစ်ခါထိုးပါတယ်ဆရာပြောတဲ့အတိုင်းညွှန်ကြားတဲ့အတိုင်းမကြီးတို့စားပါတယ်အဲအဲ့ဒီအတိုင်း ွားတဲ့အခါမှာနဲတစ်ဖက်ကို၄ပေါင်၃ပေါင်၃ပေါင်၂ပေါင်အများဆုံးကြာလာတော့ဆရာ၅ပေါင်ပေါ့နော်မိုင်းရအဲ့လိုအများကြီးပြောမကြအောင်အဲ့လိုဖြည်းဖြည်းချင်းကြာသွားတာပါအသားစားဖို့ကမနေပြောနေရတာဟုတ်တယ်အဲ့တော့အသားမစားနိုင်တဲ့အချိန်ဒီမှာမိုင်းရအသားတွေကမိုင်းရတကူတဲ့အသားမကျိုက်တဲ့အခါကျတော့အစင်မပြေဘူးစားတာအသားတွေရအသားနဲ့အရွက်နဲ့အဓိကစားတော့မိုင်းရတကူတွေကဝါကြံလို့သာဝါတာထမင်းတွေပါလေအဲ့လောက်ကြီးမကျိုက်ဘူးအဲ့တော့နောက်ပိုင်းကျတော့ဘယ်လိုလုပ်လဲဆိုတော့ဆရာအသားတွေပစားလို့မိုင်းရကို သူကအစီကျစေကျွန်တော်ပရိုတိန်းတွေတောက်ခိုင်းတယ်။ဟိုမကြီးကဝိတ်တာမမရပရိုတိန်းတွေတောက်နေပါလေ။အဲမာကြီးတို့ရောက်တော့ကပေါ့နော်ဒါခိခိဆိုလဲ230ကျော်မာကြီးဆိုလဲပေါင်230ခွန်ပေါ့အဲအဲ့မှာပြဿနာကကျွန်တော်တို့ဒီ body composition စစ်လိုက်တဲ့အခါမှာအာကျွန်တော်တို့ဒီ weight ကိုဒီတိုင်းမချအောင်ပေါ့နော်အဲပြီးပြီးရော weight ဒီပေါင်ချင်းနေကြာသွားတဲ့အတိုင်းမချအောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဒီခန္ဓာကိုယ်မှာရှိတဲ့ body တိဆောက်ပုံကိုအရင်စနစ်တကျကြည့်တယ်ပြီးတော့ဒီ weight ရှာဖို့ fit ဖြစ်မဖြစ်ကျွန်တော်တို့ကတေချာလေးစစ်တယ်ပေါ့စစ်တဲ့အခါမှာမာကြီးဒီ तू က ဒီခန္ဓာကိုယ်ကဒီကြီးနေရပါတော့တကယ်တကယ်တော့မာဆယ်မရှိတော့မိုင်းနဲ့တော့တိုင်နေတယ်ပေါ့မိုင်းကြီးတော့မာဆယ်တော့ကြားလို့မရဘူးတော့အစီတော့အစီပဲချပေးမယ်ပေါ့ကျွန်တော်တို့ပြောတဲ့တိုင်လိုက်စားဖို့လိုတယ်ပေါ့နော်အဲဒါပေမဲ့ခက်လေးရကြတော့သူကဘာဘာဖြစ်လဲဆိုတော့ခုနက weight ကလည်းများတယ်အစီရလည်းများတယ်မာဆယ်လည်းများတယ်ဆိုတော့သူ့တော့နှစ်ခုသလုံးချပေးမယ်ပေါ့ဆိုတော့အခုနှစ်ခုသလုံးဟိုခံမှန်းထားတဲ့အတိုင်းပဲအဲလေးလေးလအကြာမှာပေါ့နော်ဒီနှစ်ယောက်သလုံးခံမှန်းထားရတယ်ပဲလေးလအကြာမှာ ်မာကြီးလည်းပေါင်30ကျော်လောက်ကြာတယ်ခလေးလည်းပေါင်30ကျော်လောက်ကြာကြာသွားတယ်ပေါ့နော်မာကြီးဆိုလည်းလုံးဝအသီးပဲကြာတာအသီးပဲကြာတာဆိုတော့အရန်ဟိုမာကြီးလည်းသူအားထုတ်မှုအရန်ဟိုလုပ်တယ်ပေါ့ကျွန်တော်ပြောတဲ့အတိုင်းလည်းတေချာလေးစားပေးတယ်ကျွန်တော်တို့ကတေချာလေးသွက်ချက်ပေးတာပေါ့အဲ့ဒီအတိုင်းတေချာလေးစားတယ်ခလေးကတော့ဘယ်လိုပြောမလဲတော်တော်တန်တယ်လို့ပြောရမယ်သူကစားရင်းနဲ့ဝေးကကြာတယ်မစားပါနဲ့ပြောလဲသူကစားဟုတ်စားတယ်ဆိုတော့စားရင်းနဲ့ဝေးကြတယ်ဆိုတော့သူကတော့အစီကတော့ ခုနကပေါင်30ကျော်မှာတဝက်လောက်ကတော့အသီးတဝက်လောက်ကတော့ရေဝိတ်ပါသွားတာပေါ့နော်မာဆယ်လေးနည်းနည်းပါတယ်ခက်ကလေးကတော့ဆိုတော့ the skin symphony ကတော့မြောက်တကုံမှာကျွန်တော်တို့ဒီ7000 cm ရဲ့နောက်ကျောမှာရှိပါတယ်ဘန်းမှာဆိုရင်တော့ဒီအုတ်လန်းပေါ့နော်အုတ်လန်းမတိုင်တာလေးမှာရှိပါတယ်ဆိုတော့ဟိုကဲရွေးကျမ်းမှာတွေ့လျက်လှပအစီအစဉ်နေဆိုရင်တော့အဲ့ကျွန်တော်တို့ skin symphony နဲ့အဲ skin symphony ကိုလာပြီးတော့ drawing board ဖိတ်ခေါ်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်